အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ Ukraine နိုင်ငံရဲ့တပ်တူတိုက်ကို America အားတူယူခွင့်ကို Ukraine ကနေသဘောတူလိုက်ပြီဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်သတင်းအဖြစ်ဆုံးကတော့ writer သတင်းဌာနကမေလ1ရက်2025ဒီကနေ့မှာတင်ဆက်သွားတာကတော့ မနေ့ဗုဒ္ဓဟူးနေ့ကဧပြီလ30 2025မှာတော့သမရထရမ်ကတောင်းဆိုထားတဲ့အပြေးရှိရင်အယူဟာရှိတယ်ဆိုတဲ့အတိုင်းယူကရိန်းနဲ့အမေရိကန်ပြည်တော်စုဟာယူကရိန်းနိုင်ငံပြန်လည်တည်ဆောက်ရေးအတွက်အမေရိကကနေရင်းနှီးမြှုပ်နှံကုန်ကြစည်းများအတွက်ယူကရိန်းနိုင်ငံအတွင်းမှာရှိမြေရှားတပ်သက်တူများတူဖို့ရယူခွင့်ဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးလိုက်ပြီးအဆိုပါတပ်သက်တူများတူဖို့ရယူရေးအတွက် အမေရိကန်ပြည်ထောင်စုကိုယူကရိန်းနိုင်ငံအတွင်းသို့ဦးစားပေးဝင်ရောက်ခွင့်ပေးမဲ့အစီအစဉ်တွေပါပါဝင်တဲ့သဘောတူညီချက်တရားကိုမနေ့ကလက်မှတ်ရေးထိုးလိုက်ပြီးဖြစ်ပါတယ်။အဲ့ဒီသဘောတူညီချက်မှာပါဝင်တဲ့မြေရှားတပ်ထုဒုဖော်ရယူခွင့်အပြင်ယူကရိန်းနိုင်ငံရဲ့တွင်းထွက်သဘာဝတပ်ထုပစ္စည်းတွေကတော့ရှာရှာပါပါမြေကြီးတွေဟာဘာလဲဘာအတွက်အသုံးပြုလို့ရလဲဆိုရင်တော့ရှားပါမြေကြီးတွေဟာလျှက်စစ်စွမ်းအင်သုံးရှင်တွေ ဆဲဖုန်းတွေဒုံးကျည်စနစ်တွေနဲ့အခြားအီလက်ထရောနစ်ပစ္စည်းများအတွက်ပါဝါကို ရွှေ့လျားမှုအဖြစ်သို့တွန်းအားပေးပြီးပြောင်းလဲစေတဲ့တန်လိုက်တက်တွေပြုလုပ်ရန် ပြုလုပ်တဲ့တတ်တူအမျိုးအစားပေါင်း18မျိုးဟာအဲ့ဒီယူကရိန်းနိုင်ငံရဲ့မြေကြီးတွေထဲမှာရှိနေပါတယ်။အမေရိကရဲ့ဘူမိဗေဒပညာရှင်တွေပြောဆိုကြကြရာရှားပါကျင်းနေတဲ့လီတီယန်အပါအဝင်တတ်တူတက်အမျိုးပေါင်း90ဟာအလွန်အရေးကြီးပြီး မြေရှားတပ်တုတွေဖြစ်ကြောင်းအဲ့ဒီမြေရှားတပ်တုတွေဟာယူကရိန်းနိုင်ငံတွင် တွေ့ရှိရကြောင်းပြောပါရယ်ယူကရိန်းနိုင်ငံဟာဥရောပသမဂ္ဂကသတ်မှတ်ထားတဲ့ရှားပါတပ်တုအမျိုးအစား34ခုထဲမှာမှ22မျိုးပါဝင်တဲ့တပ်တုတိုက်တွေရှိနေကြောင်းအဲ့ဒီတပ်တုတွေဟာဆိုရင်စောက်လုပ်ရေးလုပ်ငန်းတွေနဲ့စက်မှုလုပ်ငန်းတွေမှာအသုံးပြုတဲ့တံမဏိမဟုတ်သော ရှားပါတပ်တုတွေနဲ့ထူးခြားသော dreadsin အများအပြားပါရှိပါတယ် ယူကရိန်းနိုင်ငံရဲ့ဘူမိဗေဒတက္ကသိုလ်အဆိုအရ TV နဲ့အလင်းရောင်ထုတ်လုပ်တဲ့ပစ္စည်းများတွင်သုံးတဲ့လန်တနီယမ်နဲ့ဆီရီယမ်လို့ခေါ်တဲ့ရှားပါသောတတ္တုရိုင်းများကိုပိုင်ဆိုင်ထားပြီးတော့နီယိုဒီမီယမ်လို့ခေါ်တဲ့တတ္တုဟာဆိုရင်တော့ electric vehicle EV ကားတွေမှာ battery မှာအသုံးပြုတဲ့အမျိုးအစားဖြစ်ပြီးတော့ nuclear စွမ်းအင်ကိုလည်းထုတ်လုပ်နိုင်သောတတ္တုတတ္တုများဖြစ်ပါတယ်။လေဆာရောင်ကြီးတွေထုတ်လုပ်နိုင်တဲ့ စွာအားတွေလည်းရှိပြီးတော့အဲ့ဒီတတ်တူတွေရဲ့အသေးစိတ်အချက်လက်တွေကိုတော့ရေးသားမထားတော့ဘဲနဲ့အဲ့ဒီတတ်တူတိုက်တွေကိုအမေရိကကနေတူးဖော်ကြားယူဝင်တွေရရှိသွားပြီဖြစ်ပါတယ်။ကမ္ဘာစီးပွားရေးဖိုရမ်မှာတော့ယူကရိန်းနိုင်ငံဟာလီသီယမ်၊ဘယ်ရီလီယမ်၊မက်ဂနီစ်၊ဂယ်လီယမ်၊ဇီကိုနီယမ်၊ဂရက်ဖိုက်၊အပယ်တိုက်၊ဖလိုရိုက်ဒ်၊နီကယ်စတဲ့တတ်တူတွေထုတ်လုပ်နေတဲ့ထောက်ပံ့သူဖြစ်ကြောင်းပြောပါတယ်။ ယူကရိန်းနိုင်ငံရဲ့ဘူမိဗေဒဝန်ဆောင်မှုလုပ်ငန်းဟာဥရောပရဲ့အကြီးဆုံးအတည်ပြုထားတဲ့တပ်တုတိုက်ကြီးတစ်ခုဖြစ်ပြီးတော့အထက်ကကျွန်တော်ပြောသွားခဲ့တဲ့ရှားပါတပ်တုတွေအပြင်အဖို့မဖြတ်နိုင်တဲ့တပ်တုတွေခံမှန်းကြီး metric ton ငါးသိန်းခန့်ပိုင်ဆိုင်ထားကြောင်းသိရပါတယ်။တက်စစ်ကားထုတ်လုပ်မှုတွေနဲ့နျူကလ িয়ার ဓာတ်ပေါင်းဖိုတွေမှာအဓိကကျတဲ့အစိပ်ပိုင်းဖြစ်တဲ့ graphite တပ်တုတိုက်တွေဟာဆိုရင်တော့ကမ္ဘာအရင်အမြင့်တွေရဲ့ 20ရာခိုင်နှုန်းဟာယူကရိန်းနိုင်ငံရဲ့အလယ်ဗဟိုနဲ့အနောက်ဘက်တွင်တည်ရှိနေပါတယ်။အဲ့ဒီအပြင်ယူကရိန်းဟာကြောက်မီးသွေးအများအပြားထွက်ရှိပြီးတော့အများစုဟာဆိုရင်တော့ရုရှားတို့အခုသိမ်းပိုက်ထားတဲ့နေမြေထဲမှာပါဝင်သွားပါတယ်။အခုလောလောဆယ်ထိတော့ယူကရိန်းရဲ့တပ်တုတိုက်တွေကိုအမေရိကကလွဲ၍မိကြီးနိုင်ငံကများဝင်ရောက်ထူပေါ်ခွင့်တွေမရထားပါဘူး။တရုတ်ပြည်ဟာဆိုရင်တော့ကဘာပေါ်မှာမြေရှားတပ်တုနဲ့အခြားတပ်တုတွေကို ဖော်ထုတ်နေတဲ့နေရာမှာနံပါတ်၁နေရာမှာရှိနေပါတယ်။အမေရိကနဲ့ယူကရိန်းတို့ဟာယာပေါင်းတော်တော်ကြာအောင်နားလည်မှုတွေရယူရန်ဆွေးနွေးခဲ့ကြပြီးနောက်ဆုံးဆွေးနွေးခဲ့တာတော့နိုင်ပေါင်း၁၇နာရီကြာမြင့်ခဲ့ပါတယ်။တမရာထရပ်မှာရုရှားနဲ့ယူကရိန်းတို့ရဲ့၃နှစ်ကြာစစ်ပွဲကြီးပြီးဆုံးသွားရန်ကြိုးပမ်းနေချိန်အတွင်းမှာယူကရိန်းနိုင်ငံပြန်လည်တူထောင်ထူထောင်ရေးအတွက်ရမုံဝေတရက်ကိုဖန်တီးနိုင်ခဲ့ပါတယ်။ အမေရိကန်ရဲ့ဗန်နာယီဝင်ကြီးစကော့ပြောသွားတာကတော့ယူကရိန်းနဲ့အမေရိကသဘောတူညီချက်စာချုပ်ချုပ်ဆိုခြင်းဖြင့်ယူကရိန်းနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက်အမေရိကကအကူအညီပေးသွားမှာဖြစ်ပြီးတော့ယူကရိန်းနိုင်ငံအတွက်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေယူကရိန်းအတွက်အခြားလိုအပ်တဲ့အကူအညီတွေပေးဆောင်ရန်ရည်ရွယ်တယ်လို့သူမကပြောသွားပါတယ်။အဲ့ဒီသဘောတူညီချက်အရာယူကရိန်းဟာအမေရိကအတွက်အကြွေးပေးရန်တာဝန်များမရှိတော့ကြောင်းနဲ့ ယခင်တွေးဟောင်းများကိုလည်းခြေပစ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။နောက်ပြီးတော့ယူကရိန်းရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းလိုက်နာပြီးယူကရိန်းရဲ့ဥရောပသမဂ္ဂအတွင်းသို့ဝင်ရောက်ရန် စီရင်လှုံ့ဆော်မှုများပြုလုပ်ခဲ့ကြောင်းပြောသွားပါတယ်။ယူကရိန်းနိုင်ငံရဲ့တပ်ထုပိုင်ဆိုင်မှုထဲက40ရာခိုင်နှုန်းလောက်ဟာဆိုရင်တော့ရုရှားကအခုသိမ်းယူထားတဲ့နယ်မြေတွေထဲမှာပါသွားပြီဖြစ်ပါတယ်။စစ်ပွဲအတွင်းမှာရုရှားကယူကရိန်းရဲ့ DTM တတုတိုက်နှစ်ခုကိုတိမ့်ပိုက်သွားနိုင်ခဲ့ပြီး နောက်တတုတိုက်တစ်ခုရှိနေတဲ့ KF ပြည်နယ်ကိုတော့ပါမသွားအောင်ယူကရိန်းစစ်တပ်ကနေပြီးတော့အသေးအံခုခံနေရပါတယ်အခုလိုအမေရိကနဲ့မြေရှားတတုဒုဗော်ခွင့်စာချုပ်ကိုချုပ်ဆိုခြင်းအပြင်အမေရိကအနေနဲ့2033ခုနှစ်အထိဒေါ်လာအမေရိကန်ဒေါ်လာ12ဘီလီယံကနေ15ဘီလီယံအတွင်းအကျိုးအမြတ်ရရှိသွားနိုင်ကြောင်းသိရပါတယ် ေးဇူးတင်ပါတယ်ခင်ဗျာသတင်းကတော့ဒီတော့ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုတိုင်းနှစ်သက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye